ဧပြီလ2ရက်နေ့ကနေ22ရက်နေ့ထိသုံးပတ်ကြာအပြည့်ရမယ်လို့ကြေညာထားတဲ့စစ်ကောင်စီတပ်ကဧပြီလ3ရက်နေ့မနက်မှာကချင်ပြည်နယ်ဝိုင်းမော်မြို့ကိုမြေပြင်ထိုးစစ်တွေလုပ်နေသလိုဗမော်အင်းတော်ဒေသကိုဘုံကျဲတိုက်ခတ်နေတယ်လို့လည်းကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ဒေသခံတွေစီကနေသိရပါဗျ။ဧပြီလ2ရက်နေ့တညလုံးနီးပါးဆေးပြင်းထန်နေတဲ့ဗမော်မြို့ကိုလေတပ်ကဘုံကျဲတိုက်ခတ်နေသလိုဒီကနေ့မနက်ဧပြီလ3ရက်နေ့ထိလည်းဆက်လက်ဘုံကျဲနေပါဗျ။ ဒါအပြင်စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အဆက်ကအင်းတော်မြို့ကိုလည်းဘုံကျဲနေသလို AR မြို့အရှိတ်ဘက်ကန်းကဝိုင်းမော်မြို့နယ်မှာလည်းဒီကနေ့မနက် April 3ရက်နေ့မှာစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေသလိုမြေပြင်မှာလည်းစစ်ကြောင်းထိုးနေတယ်လို့ KIA ပြည်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။တပ်ဘက်ကတော့ဆက်ရှိပါတယ်။ဟိုမှာဘုံမဘက်မှာလည်းအမရင်းကတင်ရလုံးဆိုလို့ပေါ့ဘုံနဲ့ဒီနဲ့ဘုံကျဲတာရှိပါတယ်။ ဲဒီပနေ့ကိုချင်းကြီးလည်းပုံမှန်ဘက်ကတော့နေကြောင်းနဲ့တက်ခိုင်တာရှိပါတယ်။နောက်ဟိုအောက်ကင်းတော်ကြီးဘက်မှာလည်းဒီပနေ့ချောင်းနိုင်ကိုချင်းတော့မှာဟိုနေကြောင်းကလည်းပုံချဲတာရှိပါတယ်။နောက်ဝိုင်းမော်ကဆီရှိအဲတော့ဝင်းချစ်ဘက်မှာလည်းဒီပနေ့အဲ့ဘယ်လိုမြေပြတ်ဘယ်လိုလဲဆက်ရှိပါလားဒီဖက်ကျဆိုင်ရေတုတ်ပြန်ချင်냐ချက်တုတ်ထားရင်လည်းပဲသူကအဲဒီစစ်ကြောင်းထုံးတာဒီ တက်ခိုက်မှုတွေကတော့ရက်သက်တာကမတွေ့ရပါဘူးเนาะဆက်တိုက်တာကိုတွေ့ရပါတယ်ဝိုင်းမော်မျိုးအရှိအမြောက်ဖက်9မိုင်ခန့်အကွာလက်မြန်ရွာနီးစစ်ကြောင်းထိုးလာတာကြောင့် KIA နဲ့တိုက်ပွဲပြင်းထန်နေပြီးဝိုင်းမော်အခြေဆိုင်အမှတ်58ချင်းမြန်တရင်ကလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတယ်လို့ဒေသခံတွေကဆိုပါတယ် ဧပြီနေ့ညကထုတ်ပြန်တဲ့စစ်ကောင်စီရဲ့အပြစ်အကြေညာချက်မှာယာယီပြစ်ခတ်တိုက်ခတ်မှုရစဲကာလလို့ပြောထားပြီးအဲ့ဒီကာလမှာအပြစ်ရထားမှာဖြစ်ပေမဲ့စစ်တပ်ဘက်ကလက်မခံတဲ့ချွင်းချက်တွေကိုချိုးဖောက်တဲ့လက်နက်ကင်တွေကိုတော့တံပြန်တိုက်ခတ်မယ်လို့ဆိုထားပါတယ်စစ်ကောင်စီရဲ့ကြီးညာချက်နဲ့မရှိမနှောင်းပါပဲ KIA ရဲ့နိုင်ငံရေးဥဆောင်အဖွဲ့ဖြစ်တဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကလည်းစစ်ကောင်စီနီးတူအပြစ်ရကြီးညာခဲ့ပြီးအပြစ်ရတာကိုတော်လိုင်းရေးအဖွဲ့တွေသာမကစစ်ကောင်စီကိုယ်တိုင်လည်းလိုက်နာရမယ်လို့ဖော်ပြထားပါဗျာ ဒါပေမဲ့ဒီအခြေအနေကိုတော့စစ်ကောင်စီတပ်ကအရင်ချိုးဖောက်ခဲ့တယ်လို့ဘုံကြီးနော်ဘူးကဆိုပါတယ်။ဒီပြန်ချိန်ကချက်တော့သူတို့လုတ်တာ။ဟောကျွန်တော်တို့ဘက်ကလည်းလုတ်တာမဟုတ်ဘူး။တစ်ဖက်တည်းကပြည်ပရဲ့ဆဲဆိုမှတုတ်ပြန်တာ။ဒါမှတပ်ဖွဲ့ကတော့မရဘူးဆိုတော့သူတို့တုတ်ပြန်ထားတဲ့စီးကတော့သူတို့ချိဖောက်တဲ့ပုံစံမျိုးဖြစ်ပါတယ်။အဲ့လိုပြောလို့ပါတယ်။ဟောကျွန်တော်တို့လက်လက်ကရဖွဲ့ဒီကိုတော့အာမြတ်မထုတ်ပြဖို့လို့ရေးထားတယ်။သူတို့ကတော့မြတ်ထုတ်တဲ့ပုံစံမျိုးဖြစ်နေတာ။ တက်ဘိုးကတော့ဆင်မပေါ်ဆောင်နေဆိုတော့သူကစီးပေါက်တာကျွန်တော်တို့ဘောတော့အမျက်မထုတ်ပြဘူးလို့ပြောမှသူကအမျက်ထုတ်တယ်ဒါမျိုးတော့အဲတော့ကျွန်တော်တို့ကလက်ခံလို့ပြောင်းမရှလာ၂၈ရက်နေ့ကစကိုင်းမြို့ကိုဗိုလ်ပြုလှုပ်ခတ်ခဲ့တဲ့ပြင်းအားရတာစကီ9.8ရှိတဲ့ငလင်နဲ့နောက်ဆက်တွဲငလင်လေးကြောင့်ဧပြီ3ရက်နေ့ထိဆင်းနေရတည်ဆုံးသူ3000ကျော်ဒဏ်ရာရသူ4500ကျော်နဲ့ပျောက်ဆုံးသူ400ကျော်ရှိလာပါတယ်။ ငလင်ဘေးတင်ပြီးနောက်ဆက်တွဲလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးဖို့အတွက်ထိုးစစ်ဆင်မှုတွေယာယီရပ်တန့်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရမြောက်ပိုင်းညီနောင်တုံးပွဲတို့ကအရင်ရက်တွေမှာကြီးညာခဲ့ပြီးတဲ့နောက်စစ်တပ်ကလည်းယာယီအပြစ်ရမယ်လို့ကြီးညာခဲ့ပေမဲ့အခုလိုဘုံကျဲတိုက်ဖြတ်မှုတွေရှိနေတာပါဒီအခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတော့လက်ရှိအချိန်ထိထုတ်ပေါ်ပြောဆိုတာတော့မရှိသေးပါဘူး ဒါအပြင်ဒီကနေ့ဧပြီ3ရက်နေ့မှာလည်းစကိုင်းတိုင်းရင်းမာပင်နဲ့စာလန်ကြီးမြို့နယ်တွေဘက်မှာစစ်ကောင်စီကအင်အားတိုးချက်ပြီးပစ်ခတ်မှုတွေပြုလုပ်နေတာကြောင့်ပတိန်မုံရွာကားလမ်းဘေးကြီးရွာကဒေသခံတွေကထွက်ပြေးနေရပါတယ်။ဟိုစစ်တပ်ကတစ်ဖက်မှာကတော့ဟိုသူ့ရဲ့နိုင်ငံရေးချိုးမြတ်တော့တအားဖမ်းပြထားပြီးတော့တစ်ဖက်မှာကဒီအခြေအနေကိုခုံကောင်းယူပြီးတော့မှကိုဘကလည်းထိုးစစ်တွေပါရက်ပဲလို့ကျွန်တော်ပြောတဲ့အခါမှာကိုဘကခုခံစစ်ကိုပဲတုံးလို့ဆိုတော့သူကအဲ့ဟာကိုခုံကောင်းယူပြီးတော့မှခုဒီငလေးလုံနေတဲ့ကာလမှာ အပုံးကျဲတာအလှုပ်ရှားတာတွေပိုလှုပ်လာတော့ကျွန်တော်ကမြင်ပါတယ်အဲဒီကတော့ဒီကာလမှာသူတို့ကခုံကောင်းရတယ်ဆိုတဲ့သဘောမျိုးပေါ့ဗျာအဲအဲအဲ့လိုမျိုးပေါ့နောက်တစ်ခုကတော့စစ်တပ်ကဟိုဘယ်တော့မှမတရိမ်မနဲ့စစ်တပ်မဟုတ်ဘူး